အားလုံးပဲမင်္ဂလာပါမစ္စဝါ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဒီဗီဒီယိုမှာတင်ငချင်းတွေကိုပြန်လည်မျှဝေရှင်းတဲ့ကြားလာလေးကတော့နောက်25မှာ messenger အသုံးပြုလေးတချို့ပေါ့နော်ဒီဗီဒီယိုမှာတင်ငချင်းတွေကိုပြန်လည်မျှပေးသားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ messenger အသုံးပြုလေးဒီအများကြီးထည့်ရနေပြီးတော့မှာအရန်ကိုအသုံးတက်မယ်ဒီလည်းလေးကိုတင်ငချင်းတွေကိုဒီဗီဒီယိုမှာတင်ငချင်းတွေကိုပြန်လည်မျှပေးသားမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမအကြိမ်နဲ့ပေးဟာကိုပြပြမယ်ဆိုလို့ရှိရင်တော့ 20လောက်ကျွန်တော်တို့တွားပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့စာပွဲကိုပို့ချင်တဲ့လူကိုတစ်ချက်ပြည့်ချက်ပေးလိုက်မယ်ပြီးဆိုလို့ရှိရင်သူ့ကိုကပုံရင်ပို့မယ်ပေါ့နော်ပုံရင်ပို့မယ်ဆိုလို့ရှိရင်ကျွန်တော်ပုံရင်ပို့ကိုကျွန်တော်ရွှေလိုက်ပါနော်ဒါရွှေပြီးဆိုလို့ရှိရင်တော့ချက်ထောက်ပေးလိုက်ပါပြီးလို့ရှိရင်ကိုက edit နေရာကိုချက်သွားပြီးတော့မှဒီပုံကိုကိုကဒီ HD quality အကြီးထဲပေါ့နော်သူ့ကိုရှင်းရှင်းလင်းလင်းမြင်ရအောင်ပို့ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာကျွန်တော် HD လေးချက်ကျွန်တော်က โอเคပေးဖွင့်ပြီးတော့မှာပေါ့เนาะကျွန်တော်ပို့ပေးလိုက်ရမှာဖြစ်ပါတယ်ပေါ့เนาะအဲ့တော့ပထမဆုံးနဲ့ကျွန်တော်တို့ကဒီညာကိုနှိပ်မယ်ဆိုလို့ရှင်တော့ permission okay ကိုနှိပ်ပေးရတာပေါ့เนาะပြီးလို့ရှင်တော့ကျွန်တော်တို့မှာပို့ပေးရပါပြီပေါ့เนาะဒါဆိုလို့ရှင်တော့သူ့ရဲ့အဲဖုန်းထဲကိုပေါ့เนาะ messenger တဲ့ကို hc quality အကြီးတဲ့ပေါ့เนาะအဲ့ဒါကြီးဖြစ်ပါတယ်ပေါ့เนาะဒါကတော့ hc quality အကြီးနဲ့ပို့တယ်ဆိုတော့ကျွန်တော်ပုံပို့တာဖြစ်ပါတယ်ပေါ့เนาะ โอเคနောက်တစ်နည်းကတော့ကျွန်တော်ဆက်ပြရပြီပဲเนาะနောက်တစ်နည်းကဒီမှာပုံပွဲနေရာကိုပဲကျွန်တော်ပြန်သွားပြလိုက်မယ်ပြီးရင်တော့ကိုပုံမှန်ပုံနေရာကိုဆက်ထားလိုက်ပါဘောเนาะ โอเคပြီးလို့ရှိရင်တော့ဒီမှာမှာ edit နေရာကိုဆက်ပြန်သွားလိုက်ပါโอเคကျွန်တော်ဒီပုံကိုကိုကသူ့ကိုပို့ချင်တာပေါ့နော်အဲ့တော့သူ့ကိုပို့တဲ့ခါမှာသူ့ကိုအဒီပုံကိုအကြိုက်မပေးမြင်မမြင်စေချင်ဘူးပေါ့နော်ကိုကခဏပဲပေါ့နော်တခါပဲကျွန်တော်ကပေးမြင်စေချင်တယ်ဆိုလို့ရှိရင်ဒီညမှာဒီနေရာလေးကိုတစ်ချက် off ဖြစ်တဲ့နေရာလေးကို share ပို့ပေးရမှာเนาะပြီးလို့ရှိရင်တော့ဒီဒီ video တီးရပါဘောเนาะ people ကိုသွားကြည့်တဲ့ခါမှာသူကဒီခဏရောဘောเนาะတစ်ခါတော့ကျွန်တော်ကြည့်ပြီးတော့နောက်တစ်ခါပြန်ကြည့်လို့မရအောင်ပို့တာလည်းဖြစ်ပါတယ်ဘောเนาะဒါဆိုလို့ရှိရင်တော့ဒီညမှာဒီ view 1ဆိုတဲ့နေရာလေးမှာကျွန်တော်ဒီမှာလေး off ဖြစ်နေတာလေးတွေ့ပြီဘောเนาะဒါလေးကို on ပေးလိုက်ပြီးတော့မှကျွန်တော်ပို့ပေးရမှာဖြစ်ပါတယ်ဘောเนาะဒါဆိုလို့ရှိရင်တော့သူ့ဖုန်းထဲကို ီပုံရောက်ရောက်ရတဲ့အခါမှာဒီဒီပုံသူကြည့်ပြီးတော့မှတစ်ခါပဲကြည့်ပြီးတာနဲ့နောက်တစ်ခါသူကထပ်ကြည့်ကြမှာလို့ပါကုန်နော်โอเคเนาะနောက်တစ်ခုကတော့ဒီမှာကျွန်တော်က SAR format နေရာကိုချက်နေလိုက်မှာเนาะဒီဆိုရှင်ကိုကသူ့ကို SAR ပုတ်ပါမှာเนาะကျွန်တော်ကဒီမှာမင်္ဂလာပါဆိုပြီးတော့ကိုကကျွန်တော်ကဒီမှာမင်္ဂလာပါဆိုပြီးတော့ကျွန်တော်နေပြီးကျွန်တော်ကျွန်တော်ထည့်လိုက်မှာเนาะဒီဆိုရှင်ဒီ SAR ကိုပို့တော့ကိုကပို့တော့မှသူ့ကိုမြင်အမြင်ကောင်းအောင်ပို့တော့ကိုကပို့ထည့်နေဆိုလို့ရှင်เนาะဒီကမှာဒီ search နေရာတွေ့လို့တည်းရထားရချက်မှဘူးဟာပုံလို့ချက်နေပြလိုက်မယ်နော်ဘူးဆိုလို့ရှိရင်ဒီစာအုပ်ကဘလို့စာနဲ့ပို့ချင်တယ်ပေါ့နော်ဒီလိုပုံနဲ့ပို့ချင်လားဒီလိုပုံနဲ့ပို့ချင်လားပေါ့နော်ဒီမှာတက်တဲ့ပုံစံကိုယူပြီးလို့မှသူ့ကိုပို့ပေးရပါတယ်ပေါ့နော်အဲလိုရှိရင်ကိုကဒီမှာဒီကျွန်တော်ကဒီအသေးပုံနဲ့ပို့လိုက်မယ်နော်ဘူးဆိုလို့ရှိရင်ဒီမှာသူ့ဖုန်းနဲ့ကိုဒီလိုအသေးပုံလေးနဲ့ပြလာမှဖြစ်ပါတယ်ပေါ့နော်အဲ့လိုပဲကိုစိတ်တဲ့ညစိတ်တဲ့ညပေါ့နော်ဒီညမှာပို့ရပါတယ်ပေါ့နော် โอเคနောက်တစ်ခုကြတော့ဗာလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့တငယ်ချင်းတွေကိုတော့စာပို့ပြီးတဲ့အခါမှာအဲကိုယ့်ရဲ့စာကိုတော့သူကဒီကြည့်ပြီးဆိုတော့သူမသိအောင်ဘောเนาะအဲ့ဒါကိုအဲစာကိုဖတ်တာကိုပြောတာဘောเนาะစာကိုဖတ်လို့ရတာဘောเนาะစာကိုသူကြည့်တာကိုပြောရတာဘောเนาะသူရေးတဲ့စာဘောเนาะကိုကကိုကအဲကိုဖတ်ပြီးပြီဆိုတော့မသိအောင်ဘောเนาะစာပို့ရနေပဲဖြစ်ပါတယ်ဘောเนาะ ပဲ့ရနေရဖြစ်ပါတယ်ဗောနော်အဲ့ဒါကျတော့ခုလောက်မယ်ဆိုလို့ရှိရင်တော့ဒီညမှာ menu လေးအောင်ဆက်သွားပြလိုက်ပါပြီးဆိုလို့ရှိရင်တော့ဒီညမှာကျွန်တော်ကပဲ့သွားမယ်ဆိုလို့ရှိရင်တော့စက်တင်လေးအောင်ဆက်သွားပြလိုက်ပါနော်ပြီးတော့ကျွန်တော်ဆွဲတင်ပြီးတော့မှကျွန်တော်ဒီမှာဒီ privacy နေရာကိုဆက်သွားပြရဖြစ်ပါတယ်ဗောနော်ဒီနေရာကိုသွားပြီးဆိုလို့ရှိရင်တော့ကျွန်တော်ကပဲ့သွားမယ်ဆိုရင်တော့ကျွန်တော်အပေါ်ဆွဲတင်မယ်ပြီးတော့ဒီမှာ risk receipt နေရာကိုဆက်သွားပြရမှာဖြစ်ပါတယ်ဗောနော် ဒီကမှာ on နေတာလေးကိုကျွန်တော်ကဖိတ်ပြရဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုဖိတ်ထားပြီဆိုလို့ရှိရင်တော့တကယ်ချင်းတွေကကိုစာဖတ်ပြီဆိုတော့သူကသိမှာမဟုတ်တော့ပါဘူးเนาะဒါကတော့စာကိုဖတ်တယ်လို့ပြောရတာပေါ့နော်ကိုစာဖတ်ပြီဆိုတော့သူကမသိသူမသိသူဆိုလို့ဆိုလို့ရှိရင်တော့ပြန်လာပြီးတော့ဖိတ်ထားပြရမှာဖြစ်ပါတယ်ပေါ့နော်ဒါကတကယ်ချင်းအများကိုလောက်တာဖြစ်ပါတယ်ပေါ့နော်ကထာမမဟုတ်ဆိုလို့ရှိရင်ကိုကတကယ်တရားလည်းလုပ်မယ်ဆိုလို့ရှိရင်လည်းရပါတယ်အဲတော့ကိုလုတ်ချင်တဲ့တကယ်တရားကိုယူဆက်ပြလိုက်ပါ ပြီးရင်တော့ဒီညမှာ iPhone တွေတာလို့တိပါလိုက်ပါတော့ဒီ iPhone တွေကိုချက်ထောက်ပြလိုက်ပါတော့ကဲပြီဆိုရှင်တော့ပေါ်ကျွန်တော်ဆွဲတင်မယ်ကျွန်တော်ဆွဲပြီဆိုရှင်ညမှာနော်ဒီ rate ဖြစ်စီညချက်ပြနေပြလိုက်ပါတော့ဒါကကျွန်တော်ပြုတ်ပြတဲ့ဖြစ်ပါတယ်ပါတော့ဒီညမှာကျွန်တော်ပွင့်နေနေတယ်ဆိုလို့ရှင်လည်းဒီညမှာလာပြီးတော့မှပိတ်ပြရမှာဖြစ်ပါတယ်ပါတော့ဒါကတော့ဒီတင်ငယ်ချင်းအဲရေးထားစာပေါ့နော်ကိုဖတ်ပြီးဆိုတော့သူသိရမဟုတ်တော့ပါဘူးပေါ့နော်နောက်တစ်ခုကျတော့ကျွန်တော်မဆယ်ရက်ချက်သွားပေးလိုက်မယ်နော် ဲ့တော့သူနဲ့ကိုယ်နဲ့ပို့ထားတဲ့ပုံတွေအဲစားတယ်ကျွန်တော်တို့ကအဲ့ဒါကိုကိုကအများကြီးရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုကပို့ပြီးတော့မှတစ်ခုတည်းကိုအဲပိန်ထောက်ပြီးတော့မှအဲကြည့်ရရနေတယ်ကိုကျွန်တော်ကြားပြီးပဲနော်အဲ့တော့ဒီကောင်ကိုကိုကလည်းပြီးတော့မှပိန်ထောက်ထားတယ်ပေါ့နော်ပိန်ထောက်ထားမှာဆိုလို့ရှိရင်တော့ဒီပုံကိုကိုကအမြဲတမ်းပြင်ရှားတဲ့ခါမှာပြင်ရှားရလောက်ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီပုံကိုကိုကပိန်ထောက်ပြီးတော့မှရှားလွယ်အောင်ပိန်ထားခြင်းလေဆိုလို့ရှိရင်ပုံလို့ရှက်ထပ်ပြင်းနေပြလိုက်မယ်နော်ဒီလိုဆိုလို့ရှိရင်တော့ ပင်နေရတယ်လို့ရှင်းထားပေးလိုက်ပါနော်။ Okay ဒါဆိုလို့ရှင်ဒီပုံကိုကိုကပင်ထားလို့တော့မသိသိထားရဖြစ်ပါတယ်ပါနော်။အဲ့တော့ကိုကပုံတွေအများကြီးဒီမှာရှိရဆိုလို့ရှင်တော့အဲ့ဒီပုံတွေကိုကိုကပင်ထားရတဲ့ပုံတွေကိုကိုကရှားရှင်းနေဆိုလို့ရှင်တော့ဘလို့ရှားရဆိုလို့ကြားပြီပါနော်။ဒါဆိုလို့ရှင်ဒီမှာအပုံတွေနေရာချက်သွားပြလိုက်မယ်နော်။ပြီးရင်တော့ပုံဆက်တင်ပြီးတော့ဒီမှာမှာပင် message ဆိုတာချက်သွားပြလိုက်မယ်နော်။ဒါဆိုလို့ရှင်တော့ဒီမှာကိုပင်ထားရတဲ့ ီပုံကပုံလေးကိုဒီမှာလာပြီးတော့မှမြင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကတော့ကိုကအရေးပေါ်အရေးကြီးတဲ့ပုံလေးကိုဒီဒီမှာလာပြီးတော့မှပေးထားပြီးတော့မှအမြဲတကူရှာလို့ရအောင်အမြဲရှာလို့ရအောင်သိစေထားရအောင်ကြောပြပေးတာဖြစ်ပါတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်ပြပေးမယ်ဆိုလို့ရှိရင်တော့ကိုလိုင်းတက်နေတာကိုသူတို့ရေမသိအောင်ပိတ်ထားပြရတဲ့နည်းနည်းကိုကြောပြရတာဖြစ်ပါတယ်ပေါ့နော်အဲ့လိုရှင်နေဆိုလို့ရှိရင်တော့ဒီနေ့မှာဗီဒီယိုနည်းအောင်ဆက်သွားပေးလိုက်ပါနော် ။အားမေးဆိုလို့ရှိရင်တော့ number တွေ့ရမယ်ဆိုလို့ရှိရင်တော့ setin နေရာကိုလူလာပြရမှာဖြစ်ပါတယ်။ပြီးရင်တော့ကျွန်တော်ဒီမှာတွေ့ပါလိမ့်မယ်နော်။ edit state တွေ့ပါလိမ့်မယ်ဒါလေးကို check ထောက်ပေးလိုက်ပါနော်။ပြီးရင်ညမှာ order လေးကိုကျွန်တော်တွေ့ပါလိမ့်မယ်နော်။ဒါလေးကိုကျွန်တော်ပိတ်ပေးထားမှာဖြစ်ပါတယ်ပေါ့နော်။ပြီးလို့ရှိရင်တော့ကိုက pen နိုင်ပိတ်ထင်လဲပေါ့နော်။ကိုတက်နေတဲ့အတိုင်းပလာလေးတော့ပိတ်ရပါတယ်ပေါ့နော်။ပြီးလို့ရှိရင်တော့ညမှာ use ချက်ပေးလိုက်ပါနော်။ပြီးလို့ရှိရင်တော့ဒီမှာ check ထောက်ပေးလိုက်ပါနော်။ ါဆိုလို့ရှိရင်တော့ဒီမှာလာပိတ်ပြီးဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကို line signature ကို messenger signature ကိုသူကပိတ်ပြီးထားမှာဖြစ်ပါတယ်ပေါ့နော်တကယ်ကြီးလည်းမသိအောင်ကျွန်တော် update မပြမပြောင်းရဖြစ်ပါတယ်ပေါ့နော် okay เนาะနောက်တစ်ခုကတော့ကျွန်တော်ဗာပြမယ်မဆိုလို့ရှိရင်တော့ဒီ messenger ရဲ့ QR code ပေါ့နော်အဲ QR name လေးကိုကျွန်တော်ပြပြမယ်ဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ menu တွေအရဆက်သွားပေးလိုက်မယ်နော်ဒီ menu တွေဆက်သွားပေးလိုက်ပါ ပြီးရင်တော့ဒီအပေါ်တော့မတွေ့ရလဲပေါ့နော်ဒီရလေးကိုဖျက်ထားပြရဖြစ်ပါလဲပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီညမှာကိုယ့်ရဲ့အဲ messenger QR code လေးကိုဒီမှာတွေ့ရမှာဖြစ်ပါလဲပေါ့နော်အဲ့ဒါကိုအလွယ်တကူပဲကိုယ့်သမီးရေးကိုပို့ချင်တယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့မှ share လေးကိုနှိပ်ပြီးတော့မှကိုယ့် channel တက်တဲ့ဒီ app ဒီမှာတာပြီးတော့မှ social media ပေါ့နော်တာပြီးတော့မှပို့ရတာပဲဖြစ်ပါလဲပေါ့နော်ဒါကတော့ကိုယ့်ရဲ့ QR code ကိုတငယ်ရင်းတွေကိုအဲ sharing ပို့ရတဲ့နည်းလေးကိုကျွန်တော် ကျူရကိုယူယူခဲ့ပါတော့ကိုယ်လည်းလည်းကိုကျွန်တော်ပြပေးတာဖြစ်ပါတယ်ပေါ့နော်အဲဒါကတော့2025မှာ Messenger အသုံးပြုတဲ့ချို့ပေါ့နော်တကယ်ကြီးလည်းကိုပြန်လည်ပြပေးတာလည်းဖြစ်ပါတယ်ပေါ့နော်အားလုံးပဲရှင်းပြရပြောလိုက်ပါတယ်ဗီဒီယိုရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ